ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီဆက်ကနေကြိုဆိုပါရစေတပတ်တာအခြေခံမလီစကားလေ့လာမှုရဲ့အပိုင်းကားကိုကျွန်တော်တို့ဒီနေ့ပေါ်ပေါ်ပါပါယူယူရှင်းရှင်းလေးနဲ့အတူတူလေ့လာတော့ကြမှာဖြစ်ပါတယ်ပထမဆုံးစကားလုံးလေးကတော့ HARI HARI နေရဖြစ်ပါတယ်နေနေရအစရှိတာတွေကိုကျွန်တော်တို့မလေးလို့ပြောမယ်ဆိုရင် HARI လို့ပြောရပါတယ် HARI HARI နေရပြန်ပြောကြည့်အောင်ပါ HARI HARI နေရ ဒီစကလုံးလေးကိုပဲကျွန်တော်တို့အရင်တွေကလေ့လာခဲ့တဲ့အိနိဆိုတဲ့စကလုံးနဲ့ပေါင်းစပ်ပြီးတော့ဟာရီအိနိလို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့လို့ပြောလို့ရပါတယ်နော်အိနိဆိုတာကတော့အလုံးမဲ့လေ့လာပြီးသားဖြစ်တဲ့ဒီအရာဒီဟာဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်ဟုတ်ပြီဒါကိုဟာရီနေနေရဲ့ဆိုတဲ့စကလုံးနဲ့ပေါင်းစပ်လိုက်တော့ဟာရီအိနိဆိုရင်ကျွန်တော်တို့ဒီနေ့ဆိုပြီးတော့ပြောဆိုလို့ရပါတယ်ပြောကြည့်အောင်ပါဟာရီအိနိဒီနေ့ပြောကြည့်အောင်ဟာရီအိနိဒီနေ့โอเคဒါဆိုရင်ကျွန်တော်တို့ဝက်ချအရှိတီတချောင်းတော့တိစောက်ကြည့်အောင်နော် ဟာရီအီနီဒီယာတတတန်ဟာရီအီနီဆိုတာကတော့ကျွန်တော်တို့ဒီနေ့ဖြစ်တယ်ဒီယာကလေးလာပြီးသားဖြစ်တယ်သူသူမောက်ကိုညွှန်းညွှန်းတာဖြစ်တယ်နော်တဆိုတာကကျွန်တော်တို့အငင်းစကလုံးတစ်ခုဖြစ်ပြီးတော့ဒါတန်လာသည်ဟုတ်ပြီဒီစကလုံးတွေကိုပေါင်းဆက်ပြီးတော့ဟာရီအီနီဒီယာတတတန်ဒီနေ့သူမလာဘူးဆိုပြီးတော့လည်းကျွန်တော်တို့ဝါကြအရှိတွေကိုတိဆောက်ပြီးတော့ပြောဆိုလို့ရပါတယ်ဟာရီအီနီဒီယာတတတန် ဒီနေ့သူမလာဘူးဒီထက်မှာစကလုံးအစ်စ်ကကြက်မှတ်ထားမှာကတော့ hari ni ye ဖြစ်တယ်เนาะဒီစကလုံးကိုအရင်နေ့ကလေ့လာထားတဲ့စကလုံးနဲ့ပေါင်းဆက်ပြီးတော့ hari ini di ya tat ta tan ဒီနေ့သူမလာဘူးဆိုပြီးတော့လေကျွန်တော်တို့သတ်ဆိုလို့ရပါတယ်နောက်ထပ်စကလုံးတစ်ခုကတော့ salamat ဖြစ်ပါတယ် s e l a m a t salamat မြန်မာလို့ဆိုရင်တော့ကျွန်တော်တို့ကောင်းတော့လို့အဓိပ္ပာယ်ရပါတယ် ကောင်းတဲ့အရာဝတ္ထုတွေကောင်းတဲ့စကားတွေကိုပြောမယ်ဆိုတော့ကျွန်တော်တို့ဆလာမတ်လို့သုံးပါတယ်နော်။ကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့ဆလာမတ်လို့ပြောပါတယ်။တခြားအပြင်လည်းကျွန်တော်တို့ဘိုက်လို့လည်းပြောဆိုကြတာရှိပါတယ်။ဒီမှာတော့ကျွန်တော်တို့ဆလာမတ်ဆိုတဲ့စကားလုံးကိုလေ့လာပြီးတော့နောက်ထပ်ဆက်ဆက်စကားလုံးတွေကိုကျွန်တော်တို့အတူတူရွေးချယ်လေ့လာသွားကြမှာပဲဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီစကားလုံးကိုချက်မှတ်ထားပေးပါ S E N L A M A T ဆလာမတ်ကောင်းတော့ပါကီမနက်မနက်ခင်းကိုတော့ကျွန်တော်တို့ပါကီလို့ပြောပါတယ်နော် P A G I ဘာဂီမနက်ပြန်ပြောကြည့်အောင်ပါ B A G I ဘာဂီမနက်ဖြစ်ပါတယ်ပြန်ပြောကြည့်အောင်ဘာဂီမနက်တင်ဂါဟာရီနေ့လည်ဖြစ်ပါတယ်တင်ဂါဟာရီနေ့လည်ဖြစ်ပါတယ်ပြန်ပြောကြည့်အောင်တင်ဂါဟာရီနေ့လည် ညနေကိုတော့ကျွန်တော်တို့မလေးလို့ပတန်လို့ပြောပါရယ်နော်ပတန်ညနေဖြစ်ပါတယ် P E T A N G ပတန်ညနေညကိုတော့မာလန်လို့ပြောပါရယ်နော် M A L A N မာလန်ညဖြစ်ပါတယ်ပြောကြည့်အောင်ပါမာလန်ည M A L A N မာလန်ညဖြစ်ပါတယ် โอเคဒါဆိုရင်စောစောကလေ့လာခဲ့တဲ့ဆလာမတ်ကောင်းသောဆိုတဲ့စကားလုံးနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဝတ်ကြလေးအနေငယ်တိစောက်ကြည့်အောင်เนาะပါကီနနခင်းဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဆလာမတ်ကောင်းသောနဲ့ပေါင်းဆက်ပြီးတော့ဆလာမတ်ပါကီကောင်းသောနနခင်းမှာဆိုပြီးတော့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်ပြောကြည့်အောင်ပါဆလာမတ်ပါကီကောင်းသောနနခင်းမှာစောစောကလေ့လာခဲ့တဲ့ဆလာမတ်တင်ကားဟာဒီကောင်းသောနေလေခင်းမှာဆလာမတ်ပတ်တန်ကောင်းသောညနေခင်းမှာ ဆလာမတ်မာလန်ကောင်းသောညပါဆိုပြီးတော့လဲကျွန်တော်တို့တငယ်ချင်းတို့အနေနဲ့ဝါကြတွေကိုမိမိတို့ဖာတာပြောဆိုတိဆောက်စေချင်ပါတယ်ဒါမှတငယ်ချင်းတို့အနေနဲ့မလေးစကားလေ့လာရမှအထောက်အကူပြုစေမှဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကောင်းသောညပါကိုဘယ်လိုပြောမလဲဆလာမတ်မာလန်လို့ပြောပါတယ်နော်ပြန်ပြောကြည့်အောင်ပါကောင်းသောညပါဆလာမတ်မာလန် စကလုံးအနေငယ်ကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်တောင်းခန္ဓာကိုတော့ကျွန်တော်တို့မလေးလိုမင်းတာလို့ပြောပါတယ်เนาะ MINTA မင်းတာတောင်းခန္ဒီကိုကတခုခုကိုလိုချင်လို့တောင်းတာမျိုးကိုပြောတဲ့အခါမှာကျွန်တော်တို့ဒီမလေးစကလုံးအနေနဲ့မင်းတာလို့ပြောပါတယ်เนาะ MINTA မင်းတာတောင်းခန္ဒီကျမှတ်ထားဖို့လိုအပ်ပါမယ်เนาะပြောကြည့်အောင်ပါမင်းတာတောင်းခန္ဒီဟုတ်ပြီဒီစကလုံးနဲ့ဆက်ဆက်ပြီးတော့ဝါကြလေးတစ်ချောင်းလောက်ဒီဆောက်ကြည့်ရအောင်အောင်းအောင်းမင်းတာတူလောင်းဒီယား အောင်အောင်မင်တာတူလောင်ဒီယာအရင်နေ့ကလေးလာပြီးတော့စကလုံးနေနဲ့ပဲကျွန်တော်တို့ဆက်ဆက်ပြီးလေးလာကြည့်အောင်နော်အောင်အောင်ကမင်တာ တောင်းခံတယ်တူလောင်ကုညီဖို့ပေါ့နော်အကူညီကိုတောင်းခံတယ်ဒီယာသူ့ကိုအောင်အောင်သူ့ကိုအကူညီတောင်းသည်လို့မြန်မာလိုအတိပဲရပါတယ်တူလောင်ကုညီသည်အကူညီပေါ့နော်မင်တာ M I N T A မင်တာဆိုတာကကျွန်တော်တို့သောတနာကလေးလာခဲ့တဲ့စကလုံးဖြစ်တယ်တောင်းခံသည်လို့အတိပဲရပါတယ်အောင်အောင် မင်တာတူလောင်ဒီယာ အောင်အောင်သူ့ကိုအကူအညီတောင်းသည်လို့ကျွန်တော်တို့အတိတ်ပဲယူရမှာဖြစ်ပါတယ်ပြောချင်အောင်ပါအောင်အောင်မင်တာတူလောင်တရားနောက်ထပ်စကလုံးတစ်ခုကတော့ကျွန်တော်တို့ Rosa ဖြစ်ပါတယ် R O S A K Rosa Rosa ဆိုတော့ကျွန်တော်တို့မြန်မာလိုပျက်စီးသည်လို့အတိတ်ပဲရပါတယ်နော်အရာဝတ္ထုတွေကျွန်တော်တို့ပျက်စီးသွားတာမျိုးပျက်စီးနေတာမျိုးကိုကျွန်တော်တို့ Rosa လို့ပြောပါတယ် R O S A K Rosa ပျက်စီးသည်လို့ပြောရမှာဖြစ်ပါတယ် R O S A K Rosa ပျက်စီးသည် Okay ဒါဆိုရင်အရင်နေ့ကလေးတာခဲ့တဲ့စကလုံးတစ်ချို့နဲ့ဆက်ဆက်ပြီးတော့ဝက်ချက်လေးတစ်ချောင်းတော့ဒီဆောင်မယ်။ဤနိဆူရာရိုစာဒီယာပျက်စီးသွားပြီ။ဤနိဒီယာဒီဟာဖြစ်ပါတယ်နော်။ဆူရာပြီးသွားပြီပေါ့နော်။ရိုစာပျက်စီးသည်ဟုတ်ပြီ။ဒီစကလုံးတွေကိုဆက်ဆက်ပြီးတော့ဤနိဆူရာရိုစာဒါဆိုရင်တော့ကျွန်တော်တို့မြန်မာလို့ဒီယာပျက်စီးသွားပြီဆိုပြီးတော့အတိပေးရပါတယ်။ ြောကြည့်အောင်ပါဒီအရာဝတ္ထုပျက်စီးသွားပြီဒီအရာပျက်စီးသွားပြီဆိုရင်ဣနိစုရရူစာလို့ပြောရပါတယ်နော်ရှိမှလေ့လာခဲ့တဲ့အပိုင်း1 2 3ကစကားလုံးနေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဝါကြတွေကိုနေ့စဉ်တည်ဆောင်နေတာဖြစ်ပါတယ်ဒါကြောင့်အပိုင်း1 2 3ကိုမလေ့လာသေးဘူးဆိုရင်တငယ်ချင်းတို့အနေနဲ့အသွားရောက်လေ့လာဖို့အကြံပေးလိုပါတယ်ဟုတ်ပြီဒါဆိုရင်တော့တငယ်ချင်းတို့နဲ့အတူတူလေ့လာမှုလေးကိုကျွန်တော်တို့ဒီမှာပဲရည်နာချင်ပါတယ်နောက်နေ့မြန်မာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်နော်အားလုံးကိုကျေးဇူးတူတင်ပါတယ်